စစ်ကောင်စီရဲ့ဗဟိုဘဏ်က73စီလုပ်ငန်းရှင်တွေအတွက်အမေရိကန်ဒေါ်လာ55သန်းထိထပ်မံထုတ်ယောင်ပေးမယ်လို့ဧပြီလ16ရက်မှာကြေညာပါတယ်။ဗဟိုဘဏ်ဟာပြီးခဲ့တဲ့ဧပြီလ9ရက်ကလည်း73စီလုပ်ငန်းတွေအတွက်ဒေါ်လာသန်း30ရောင်းချပေးမယ်လို့ကြေညာချက်ထုတ်ခဲ့ပြီးအဲ့ဒီနေ့မှာပဲဒေါ်လာသန်း40ကိုထုတ်ယောင်းချပေးခဲ့တာတွေ့ရပါတယ်။ဘဟုဘန်အနေနဲ့အရေးကြီးကုန်စည်ဖြစ်တဲ့73စီတင်သွင်းမှုအတွက်နိုင်ငံခြားငွေတွေကိုအခုလိုမကြာခဏထုတ်ယောင်ချပေးလို့ရှိပါတယ်။ ဒါပေမဲ့နိုင်ငံသားငွေမကြမကြထုတ်ရောင်းပြီးဈေးနှုန်းထိချုပ်တဲ့စစ်ကောင်စီရဲ့စနစ်အပေါ်ရေရှည်အလုပ်ဖြစ်နိုင်ပါမလားလို့စီးပွားရေးလေလာစောင့်ကြည့်သူတွေကမေးခွန်းထုတ်နေကြဆဲပါဘဟုဘဟာပြီးခဲ့တဲ့ဧပြီလ9ရက်ကလည်းဒေါ်လာ340ဧပြီလ10ရက်နေ့က1.89တန်နဲ့အခုဧပြီလအတွင်းအမေရိကန်ဒေါ်လာ52တန်ဝန်းကျင်ထုတ်ရောက်ချထားပြီးဖြစ်ပါတယ် ပြပစေကွက်မှာတော့ဒေါ်လာဈေးကဆက်လက်ကျဆင်းနေပြီးမတ်လအတွင်းကဒေါ်လာကို4450ကျပ်ဝန်းကျင်ရှိခဲ့တဲ့ဈေးနှုန်းကဧပြီလ9ရက်နေ့မှာကျပ်4410အထိကျဆင်းနေပါတယ်ရှင်။